တရုတ်ဆောင်တဲ့နေရာမှာကနာမငိမ့်ဖြစ်နေတဲ့အိုက်တင်အကြောင်းပထမဆုံးရုပ်ရှင်နဲ့တင်ဝေဖန်ခံနေရတဲ့ဘော်ဘီဆက်ဆောင်ဘော်ဘီဆက်ဆောင်အစရတယောက်အနေနဲ့သာအချိန်ကြာကြီးရက်တိလာခဲ့ပေမဲ့လာမယ့်အဖက်မှာရုပ်ရှင်မင်းသမီးအနေနဲ့မြင့်တွေးရတော့မှာဖြစ်ပါတယ်။တခြားကိုကိုရုပ်ရှင်ဇာကားကြီးကိုရိုက်ကူးထတာဖြစ်ပြီးလာမယ့်အဖက်မှာယုံတင်ပြသသွားမှာပေါ့။အစောပိုင်းရုပ်ရှင်ဇာကားကြီးမှာဘော်ဘီဆက်ဆောင်ကခေါင်းဆောင်မင်းသမီးအနေနဲ့တရုတ်ဆောင်ထတာဖြစ်ပြီးမြင့်မြတ်ရမ်းရောင်တုံးတဲ့အပြိုင်ဆိုင်ကိုတရုတ်ဆောင်ထရပါတယ်။ဒါကသူမအတွက်ပထမဆုံးရုပ်ရှင်ဇာကားကြီးဖြစ်ပါတယ်။ရုပ်ရှင်ဇာကားကဒရမာဇာကားမဟုတ်ဘဲဟာတာကားဖြစ်နေတဲ့အတွက်တချို့ကလည်းသဘောမကျကြပါ ါဘူး။ဒါအပြင်ရုံတင်မပြတ်သားရသေးပဲနဲ့တောင်အိုက်တင်နဲ့ပတ်သက်ပြီးဝေဖန်ခံရတာဖြစ်ပါတယ်။ဘော်ဘီဆဆာတရုတ်ဆောင်တဲ့အချိန်မှာကနာမငိမ့်တလို့ဖြစ်နေတာကိုထောက်ပြနေကြတာပေါ့။ခေါင်းနဲ့ပါးစပ်တွေကအငိမ့်မဖြစ်နေဘူးဆိုပြီးပြောဆိုနေခဲ့ကြပါတယ်။ဒါကြောင့်မို့ကြည့်ရတာအဆင်မပြေဘူးဆိုပြီးရုံမတင်ခင်မှာဝေဖန်ခံနေရတာပေါ့။ဒါပေမဲ့ဘော်ဘီဆဆာရဲ့ပရိသတ်တွေကတော့သူမပါလို့ဇာကားကိုသွားကြည့်ကြမှာဆိုပြီးအာရချင်နေကြတာပေါ့။ ဒါပြင်ခုလိုကနာမငိမ့်တဲ့အဖြစ်မှုတွေကပုံမှန်အဖြစ်မှလည်းခုလိုသာနေထိုင်တတ်တာပေါ့အင်တာဗျူးဖြစ်ပြီးဆိုရင်လည်းငငိမ့်မနေတတ်တာကသူမရဲ့အချင်းဆိုတာထက်ယောဂတစ်ခုလိုဖြစ်ပါတယ်။ဆိုရင်ရတဲ့နာတာရှိယောဂမျိုးမဟုတ်ဘဲအချင်းတစ်ခုလိုဖြစ်ပါတယ်။ဒီလိုလူတွေကအယုံဆူဆိုင်မှုအားနဲ့ကခုလိုလှုပ်လှုပ်ရွရွဖြစ်နေတတ်တာကြောင့်ပေါ့ဒါကတချို့သူတွေအမြင်မှာတော့မျက်စိနှောက်စရာတစ်ခုလိုဖြစ်နေတတ်ပါတယ်။ဘော်ဘီဆဆာမြင်းသမီးလှုပ်ဖို့ခြေလမ်းဆနေတာဖြစ်ပြီးနောက်ထပ်လည်းရုပ်ရှင်ဇာတ်ကရိုက်ဖို့လမ်းတွေရှိပါသေးတယ်။ပရိသတ်တို့ရောဘော်ဘီဆဆာတရုပ်ဆောင်တာတွေကိုသဘောကျရလားရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။